Hello မင်္ဂလာပါရှင်ကျမတတိယကုန်ပြန်တော့မယ်ရှင်ကျမရဲ့သမီးလေးရလေမနေ့အစောကြီးကျမတို့ရန်ကုန်မှာပြန်ခင်မန္တလေးတောင်မဟာမြတ်မုနိဖရာကျုံကျုံပတ်လဲမှာကျမတို့လိုက်ပို့ပါလေအဲ့လိုလေလိုက်ပို့တပုတ်လေးလည်းရိုက်ဖြစ်ခဲ့ကြတယ်ကျမစိတ်ထဲမှာလေအရင်တော့ငလျင်တန်းကြောင့်မန္တလေးမြို့ကြီးကအရင်ကြီးတက်သွားမယ်လို့ကျမထင်တာတကယ်တော့လေအားလုံးတတရရနေပဲလှနေတာကိုကျမတွေ့ရတော့ကျမဝမ်းသာပါတယ်ဒါပေမဲ့အထူးတက်မှုရှိတဲ့ သာသနာ့အဆောက်အုံတွေအထူးသဖြင့်မဟာမယမုနိဘုရားကြီးရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့သာသနာ့အဆောက်အုံတွေပြုတ်ပြတ်သွားတာသံဆောင်တွေပေါ့အဓိကအရလှတဲ့သံဆောင်တွေပြုတ်ပြတ်သွားတာကိုကျွန်မအဲ့ဒါတော့ရင်ထဲမှာတော်တော်လေးကိုနေနေအောင်ကျွန်မခံစားခဲ့ရပါရှင်အဲ့ဒီနဲ့ကျွန်မတို့ရှင်မန္တလေးစတောက်ဆိုင်ကိုရောက်ရှိခဲ့တယ်ဘိုက်ကလည်းစာရာနဲ့ကျွန်မတို့အဲ့မှာစားကောင်းခဲ့ပါတယ်ကျွန်မအသက်60ကျော်နေပြီဆိုတော့တောင်းတောင်းကျွန်မအစားအစာတွေကိုစားလို့မရတော့ဘူးစားလို့လည်းမကောင်းပါဘူးဒါပေမဲ့အဲ့ဒီဆိုင်မှာ ကျမတခုချင်းတခုချင်းတခုချင်းစားကြည့်တယ်စားလို့လည်းအရန်ကောင်းပါတယ်အဲ့ဒီတော့လည်းကျမတမိနဲ့တမက်ကိုစိတ်ထရနေပြီးတော့အရန်ကျေစုတင်မိပါတယ်ပြပြလေးရလည်းအဲ့မှာအိတ်ချင်ဘူးသူအရာပြေပြောက်ပြီးတော့သူတို့မန္တမလေးပြောရွှင်စားတောက်ပြီးတော့ကစားကြတာကိုလည်းကျမတွေ့ရတော့ကျမအရန်စိတ်ချမ်းသာပါတယ်အဲ့ရဒီအပြန်မှာအဲမဟုတ်သေးဘူးအဲ့ဒီမှာထူးခြားတာလေးရှိတယ်ဟိုဘောလုံးလေးလာပေးတဲ့အချိန်မှာလေးစိန်ဦးဦးကလေးရုတ်တရက်ကျေစုတင်ပါတယ်ဗျာ အိုးလိမ္မာလေးတဲ့ကလေးလေးကျမစိတ်တွေချမ်းသာလိုက်တာအဲ့ဒီအပြန်မှာကျမခမီးခက်မဲ့အေယိုဝင်တယ်အဲ့မှာဒေသနာသားစီကံရတယ်ပြန်လာတဲ့ကြီးလေးကိုကျမတွေ့လိုက်ရတယ်အဲ့ဒီမှာဓပုန်ရရရင်နဲ့ကျမပြောခဲ့ပါလိမ့်ရှင်